ကျွန်မဒီချက်ပြေပါကျမတို့ Stardom School ရန်ကုန်မှာသင်ကြားပေးနေတဲ့ American Education ကိုခြုံငုံပြီးတော့ဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာမပြောခင်မှာကျမရဲ့အတွေ့အကြုံနဲ့ရှင်းပြီးပြပြချင်ပါတယ်အကြောင်းပြပြခါစပါเนาะအလုပ်ဝင်တဲ့အခါမှာအခက်အခဲတွေကြုံတွေ့ရတယ်နောက်ပိုင်းမှာလည်းဒီလိုမျိုးပဲအလားတူအခက်အခဲတွေကြုံတွေ့လာရှိတယ်ရှိတဲ့အခါမှာကိုက အာပေါ့နော်ကိုပေါ့ကိုပြန်လဲတင်ယူရတယ်အာပြန်လဲပြီးတော့ဒီခက်ခဲတွေကိုကိုရင်ကိုကြဖြေရှင်းရတယ်ဒါတွေဒီကြောင်းစာတွေမှာမပါတဲ့ခက်ခဲဖြစ်ခဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးပဲကျမတို့အာကြောင်းမှာဖတ်စာတွေမှာပါခဲ့တဲ့စာကိုကျမတို့ဟာဒီဆက်ပွဲမှာပေါ့နော်ဆက်ပွဲမှာဖြေပြီးသွားတဲ့အခါမှာမိသွားတယ်ဒါကြောင့်မလို့လိုအပ်တဲ့ information တွေကိုကြောင်းပြီးသွားတဲ့အခါမှာအလုပ်ဝင်တဲ့အခါမှာလည်းပြန်ပြီးတော့ဒီ information တွေဒီ ဖက်စာကိုပြန်လည်ရတာပဲပေါ့နော်ပြီးတော့လဲတခြားထက်ဆင့်ထက်ဆင့်တင် जा ခဲ့ရတာရှိတယ်ဆိုတော့အော်နားလည်လိုက်တာကចောင်းစာတီလုံလောက်မှုမရှိဘူးအာပြီးတော့ဒီကျမတို့ကိုလုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်အခက်အခဲတွေကိုလည်းအာဖြင်းရှင်းနိုင်ဖို့အတွက်နီးလန်းနေလဲကျမတို့အကောင်းဆုံးမရခဲ့ဘူးဒါကြောင့်မလို့ကျမအနေနဲ့လက်ခံတဲ့ပညာရေးတီလက်တွေ့မှာတုံးဝင်ရမယ် ပြီးတော့ကလေးများကိုဒီလူလက်ပိုင်းမှာလက်ရှိပေါ့နော်လူလက်ပိုင်းဒီအလုပ်ခွင်မှာတုံတွေ့လာနိုင်တဲ့အခက်အခဲတွေကိုလည်းအကောင်ဆုံးဖြေရှင်းနိုင်ဖို့အတွက်နည်းလမ်းတွေကိုပြင်ဆင်ပေးနိုင်ရမယ်။ဒါကြောင့်မလို့ American education ကတော့ဒီ21 century မှာလက်ရှိကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ကြုံတွေ့နိုင်ရတဲ့ challenges တွေเนาะအခက်အခဲတွေစဉ်းကောင်းမှုတွေကိုအကောင်းဆုံးပြစ်စစ်ပေးနိုင်တယ် US curriculum ဒီ holistic ဖြစ်တဲ့ကလေးများကိုတောင်းစာအပြင်ပေါ့เนาะ academic အပြင်ဒီ extra curricular ဘိုင်းက personal development ဘိုင်းပြီးတော့ community development စတဲ့ 21st century မှာမရှိမဖြစ်ပါဝင်ရမယ့်အခြေအနေအကုန်လုံးကိုထည့်သွင်းပြင်ဆင်ပေးပါတယ်။ flexibility and student centered approach ကလေးတဦးချင်းစီရဲ့သင်ယူပုံသင်ယူနှုန်းအရသင်ကြားနိုင်ပြီးတော့ဒီအလွတ်ချက်တဲ့နည်းထက်စာလို့ရှိရင် problem based learning နဲ့ project based ကိုအခြေခံထားပါတယ် problem based learning ဆိုတာကလေကျမတို့ဒီပေါ့နော်အော်ဖက်စာတွေကဟာဟိုသူတို့အလွတ်ချက်ချင်းမရှိဘဲနဲ့ကိုရိုင်းကိုကြအဖြေရှာပြီးတော့သိရှိနားလည်လာတဲ့အခါမှာတက်မြောက်သွားတဲ့သင်ကြားမှုပုံစံကိုဆိုလိုတယ်။ပညာရေးလောကမှာဆိုလို့ရှိရင်တော့ project based learning problem based learning လို့ခေါ်ပါတယ် critical thinking and independence ကလေးများကိုလက်တွေ့ပြဿနာများဖြေရှင်းနိုင်အောင်မိကိုကိုအားကိုးတတ်အောင်လွတ်လပ်စွာတွေးခေါ်နိုင်အောင် time management ကောင်းကောင်းလုပ်တတ်အောင်လေ့ကျင့်သင်ကြားပေးပါတယ် US curriculum မှာအရင် diverse ဖြစ်တယ်လူမျိုးအားလုံးဘာသာအားလုံးသူတို့ရဲ့ယဉ်ကျေးမှုတွေဒီ values တွေလူယုံကြည်မှုတွေအားလုံးကိုထည့်သွင်းပေးထားတယ် globalization ကိုလည်းအခြေခံထားတယ် US curriculum နဲ့နောက်ထူးခြားတဲ့အချက်တည်း third language ကိုလည်းထည့်သွင်းတင်ကြားပေးတယ်ဆိုတော့ကျမတို့ကလေးတွေဒီ English နဲ့မိခင်ဘာသာစကားအပြင်တခြား second language တစ်ခုခုပေါ့နော်ဒီ French တို့ Chinese Spanish uh, Arabic Japanese အစရှိတဲ့ language တစ်ခုခုကိုသူတို့ရွေးချယ်ရတယ်ကျမတို့ Starland School of Yangon မှာတော့ Chinese နဲ့ Spanish ကိုဒီကအတင်ကြားပေးပါတယ် အခုဖြစ်မှာဆိုလို့ရှိရင် IT skill ကိုပတ်တက်မြလို့ရှိရင်စာမတက်တာနဲ့တူတူပါပဲဒါကြောင့်မလို့ဒီပေါ့နော် US curriculum မှာ IT integration အနေနဲ့ IT ရဲ့ features တွေဒီသင်ရိုးမှာရခိုင်နှုန်းတော်တော်များများမှာပါပါတယ်ကျမတို့အကြောင်းရဲ့ grading system ဒီအမှတ်ပေးတဲ့စနစ်မှာလည်းဘာသာရဲ့အတိုင်းမှာဒီ IT ရဲ့ component အကြီးကြီးပါပါတယ် တရုံးမှာ open discussion တွေ group project တွေ collaborative effort တွေအများကြီးပါတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီစကားပြောရဲပေါ့နော် English proficiency chance တွေအများကြီးရကြတယ်ဒါကြောင့်မလို့လေ English ကတော်တော်လေးကိုတိုးတက်လာတယ်ဟိုဒီနေ့ဆိုလို့ရှိရင်ကျမတော်တော်အံ့ဩသွားရဲပေါ့နော်ကျမတို့ကြောင့်မှဒီ clay စစရောက်ချင်းပြီးခဲ့တဲ့နှစ်နှစ်မှာဒီ public speaking class မှာကျမကိုယ်တိုင်သင်ခဲ့တဲ့အဲ public speaking class မှာသူတို့ထပြောတဲ့ဒီ English နဲ့ အာပြီးခဲ့တဲ့ဒီ Friday မှာသူတို့လှုပ်သွားတဲ့ဒီ stage ပေါ်မှာ English play နဲ့ဒီတော်တော်လေးကိုကြွားထားတော့တွေ့ရတယ်။ဒီမှာလဲအမတန်ကုန်ယူချင်မှုမိပါတယ်။ pronunciation accent intonation ပြင်ဒီပေါ့နော်သူရဲ့ flow confidence level ဒါတွေအကုန်လုံးဒီတအားကိုတိုးတက်လာတဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ဒီကလေးတွေဒီ international job market မှာကောင်းကောင်းပြင်ဆင်ပြီးပြီးနေရာရနိုင်မယ်လို့တကယ်ကိုယုံကြည်ပါတယ်အဲဒါရီဒီဟိုတင်ရိုးတစ်ခုရဲ့လည်းမပြီးဘူးပေါ့နော် peer learning နဲ့ exposure လည်းအများကြီးဆိုင်ပါတယ်ဒါရီအကုန်လုံးတွန်းပို့သွားတဲ့အတွက်ကြောင့်မလို့ကလေးရဲ့တိုးတက်မှုဟာဒီ level ထိရောက်လာတယ်လို့လည်းကျမယူဆပါတယ်ရှင် ကျွန်မပြောပြောခဲ့တဲ့အချက်များအားလုံးဟာလက်တွေ့လုပ်ငန်းအခွင့်မှာမရှိမဖြစ်လိုအပ်တဲ့အရေးချင်းများဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်မပြောပြောခဲ့သလိုပဲဒီ American Curriculum ဒီကလေးများကိုလက်ရှိကမ္ဘာကြီးမှာလိုအပ်နေတဲ့ဒီပေါ့နော်လုပ်ငန်းခွင့်မှာလိုအပ်နေတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေဒါတွေအကုန်လုံးကိုအကောင်ဆုံးပြင်ဆင်ပေးနိုင်တယ်လို့ကောက်ချက်ချလို့ရပါတယ်ရှင့်။ အခုခေတ်ဟာ digital ခေတ်ဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဟာ textbook ထဲကစာတွေကိုကလေးတွေတကယ်ဟိုပေါ့နော်အလွတ်ချက်တဲ့နည်းထက်စာလို့ရှိရင်ကလေးတွေဒီဒီ information တွေကို AI tools တွေအသုံးချပြီးတော့ search engine အသုံးချမယ်။ပြီးတော့ technology ကိုအသုံးချပြီးတော့ဘယ်လိုမျိုးအကောင်းဆုံးရှားယူမယ်အာဒါတွေကိုမှားလားမှန်လားစမ်းစစ်မယ်ဒီလိုနည်းတွေကိုကျမတို့အနေနဲ့ပုံမပြီးတော့လေ့ကျင့်သင်ကြားတက်ပါတယ် အာကျမတို့အခုတုံးနေတဲ့ test material တွေမှာဟိုပေါ့နော် unit တစ်ခုပြရင် test တစ်ခုဖြေရတယ်ခလေးအာပြီးတော့ဒီ MAP ဆိုတဲ့နိုင်ငံတကာကနေပြီးတော့အတိမတ်ပြုထားတဲ့ test ကိုလည်းကျမတို့တစ်နှစ်မှာနှစ်ခါပြုလုပ်ပါတယ်ဒီ test ဆာဆိုလို့ရှိရင်ခလေးတွေရဲ့ဒီ academic growth ကိုအဓိကတိုင်းတာတာဖြစ်ပြီးတော့သူ့ကိုယ်သူလည်းတိုင်းတာတယ်တစ်ကဘာလုံးအနေနဲ့လည်းတိုင်းတာတယ်နောက်ပြီးတော့ MAP test ဒီအာခလေးများတကယ်လို့ ပေါ်တော့နိုင်ငံတကာအကြောင်းတွေကိုရှောက်မယ်ဆိုလို့ရှင်လဲဒီ transcript နဲ့အတူဆောင်ပွဲကင်းလုတ်ခွင့်ရတာကြောင့်မလို့ကျမတို့အနေနဲ့လဲအမ်ဒီလက်ရှိမှာ MAP test ကိုအသုံးပြုလျက်ရှိပါတယ် US High School Diploma ကိုတကဘာလုံးဝလက်ခံတဲ့ US University Application ဒီ holistic ဖြစ်တဲ့ academic track record အပြင်ဒီ extracurricular ဒီ community involvement letter of recommendation နဲ့ essays ဒီဒါတွေအကုန်လုံးပါဝင်နေသူတို့ဟာတကယ်ကိုကဘယ်လိုလိုမျိုးလဲဒီ academic တော်ရဲ့အပြင်ပေါ့နော်ဘယ်လိုပုံစံမျိုးလဲဘယ်လိုလိုမျိုးလဲဆိုရယ်စာကိုရေးကိုတွေ့ရပါအကုန်လုံးထည့်သွင်းစဉ်းစားပြီးရမိမိကမှဖြစ်တဲ့လူနေစုဆိုလို့ရှိရင်လည်းပို့ပြီးတော့လက်ခံနိုင်တဲ့ရာခိုင်နှုန်းများတယ် AP Advanced Placement subject တွေဖြစ်တဲ့ AP Language, AP History, um AP Math အစရှိတဲ့ subject တွေကို high school မှာကြိုတင်ပြီးတော့သင်ယူခြင်းအပြင်သူတို့ဒီ credit ကိုကြိုယူလို့ရတယ်။ဒီလိုမျိုး credit များများယူထားလို့ရှိရင် university တက်တဲ့နှစ်တွေကိုအများကြီး short ချပေးနိုင်တယ်။တကယ်လို့ university ဒီ၄နှစ်တက်ရမယ်ဆိုလို့ရှင်၃နှစ်တာလောက်ထိ short ချပေးနိုင်တဲ့အတွက်ကြောင့်မလို့ US curriculum, US education system မှာအမြဲတမ်းကို flexible ဖြစ်ပါတယ်။